မြန်မာတက်ကရေ1386ခုနှစ်မြန်မာနစ်စန်တရက်နေ့ရှူဒကုံစီရောမှာနစ်စင်ပြုလုပ်မြဲဖြစ်တဲ့ဇီဝိတဒါနဘေးမဲ့တက်လွတ်ပွဲကို April 18ရက်နေ့နနက်ပိုင်းမှာကျင်းပပြုလုပ်ခဲ့ပါတယ်။ရှူဒကုံစီတော်ရင်ပြင်ဧကန်တစောင်းမှာခောဘကအဖွဲ့ဝင်တွေနဲ့ဘာသာရေးအသင်းအဖွဲ့တွေကအာယုံစွန်တတိတန်းရည်ချမ်းကတ်လူခဲ့ပြီးရောင်တော်ဖွင့်တစောင်းမှာဩဝါဒစရိယဆရာတော်ကြီးတွေကတရားပေးပြီး အနေရကင်းပြိတ်တရားတော်ရီနဲ့နှစ်သိမ့်မင်္ဂလာအခမ်းအနားကိုပြုလုပ်ခဲ့ပါတယ်။ဘေးမဲ့တက်လွတ်ပွဲကိုဇီဒေါ်ဂောဘကအဖွဲ့ကဦးဆောင်ပြီးဇီဒေါ်ရှိအဖွဲ့အသင်းအသီးသီးကဘေးမဲ့လွတ်မဲ့ငါးရီနဲ့ငှက်တွေကိုတယ်ဆောင်ကဇီဒေါ်ကိုတပတ်ပတ်ကလှည့်လည်ခဲ့ပါတယ်။ အဲ့နောက်မှာတော့ဈေးတော်အနီးမှာရှိတဲ့တင်ကုန်းစရဝင်းရင်တွင်မှာငါးတွေကိုဘေးမဲ့လွတ်ခြင်းငှက်တွေကိုဘေးမဲ့လွတ်ခြင်းကိုပြုလုပ်ခဲ့ပါတယ်။ဒီရည်ရည်ရောက်တယ်ဒီကတော့ပြန်ကြပါလေ ဘာသာရေးတင်းပွဲများကြပြိုင်နေဒီသဘောများကိုရှင်ဘဂုဒ္ဓမင်္ဂလာကံတော်အသင်းကိုလွတ်ပေးဖို့ပန်ကြားပါရယ်ဒီလိုပေးမဲ့လွှတ်ရမှာငါးကောင်ရင်15000တဲ့ငတ်ကောင်ရင်1000တို့ကိုလွှတ်ခဲ့တာဖြစ်ပါတယ်။ဒါအပြင်အကျိန်20မြောက်ဒါနဥပပါရမီစုပေါင်းသွေးလူတန်းပွဲကိုလည်းပြုလုပ်ခဲ့ပါတယ်။ ဧပြီလ18ရက်နေ့ဟာမြန်မာနှစ်သစ်ရဲ့နိဆန်တည့်နေ့ဖြစ်တာနဲ့အညီရွှေဒဂုံစီတီတော်ကိုဖျားပူလာရောက်သူတွေနဲ့အထူးစီကားခဲ့ပါတယ်။ဒီလိုဖျားပူလာရောက်သူတွေကိုခရီးသည်ရင်လိုင်းချုပ်ကနေအခမဲ့ပို့ဆောင်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ဒါအပြင်မြန်မာနိစန်တရက်နေ့မှာပဲမဟာဝိဇ္ဇယစီတီတော်ကိုနေမင်းကဥခိုက်ရှိခိုးပူဇော်မှုကိုနနက်၈နာရီနဲ့နေ့လယ်၃နာရီဝန်းကျင်တို့မှာပူဇော်ခဲ့ပါတယ်။ ီလိုပူဇော်မှုကိုဖျားဖူးတွေကလာရောက်စောင့်ဆိုင်ဖူးမြော်ခဲ့ကြပြီးဖျားဖူးတွေအထွန်းစီကားတာကိုတွေ့ရပါတယ်။